စသားတွေကစသားစိတ်မရှိတော့စသားစိတ်မရှိအောင်လေပုံစံနဲ့တွေးနေကြတာဘိုးတိုက်ဝဲတွေဖြစ်နေကချင်ပါလေဖြစ်တယ်ဟာချင်ပါလေဖြစ်တယ်လက်သေးလေးကိုစိတ်မရအောင်တဘောလုံးထားတဲ့လူတွေရန်သူလို့ယူဆတယ်ဆိုလို့ရှိရင်ကြည်သူတော့ပါတော့မခွဲတော့ဘူးဒါအတူဝေးလုံးနေတာဒါရန်သူပဲငါတို့ပြည့်ရမယ်လို့ယူဆလို့ရှိရင်အမြောက်ကိုမေးတယ်မင်းပြစ်လို့ရလားရတယ်ဆိုလို့ရှိရင်သူကအမြောက်နဲ့ဖမ်းပြစ်တယ်ဟာ အလုံးမဲမိကလာပါ MZ ပါမိမှာပြန်လဲကြိုးကြိုးလိုက်ပါတယ်ကျွန်တော်ရဲ့ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါတယ်လားဟုတ်ကဲ့ကျွန်တော်တို့အတွက်ကျွန်တော်တို့အတွက်ရွှေညာသားတွေလေရင်ပြက်လက်နဲ့မရှိဘဲနဲ့ခွေးတောင်းသားတွေရဲ့လေရင်ကိုဘလို့ပြစ်ချခဲ့လဲဆိုတာကျွန်တော်တို့ရဲ့လေစာအားကြရတဲ့စီဒီယံပုံမူနှစ်ယောက်ရဲ့ပြောကြားချက်လေးကိုကျွန်တော်အတူတူကြည့်ရှုသွားကြမယ်ဗျလူလူလူနေနေလဲဒါအများကြီးဝမ်းမြောက်ဂုဏ်ယူမယ်လို့တော့ဒါယူဆတာပေါ့နော်လေရင်ပြက်မရှိဘဲလေရင်ကိုဘာနဲ့ပြစ်ချလို့ရလဲ ဆိုတဲ့ဟာကိုလည်းကျွန်တော်အရင်ရက်ကကျွန်တော်ရှင်းပြခဲ့တဲ့အထက်မှာလည်းပါတာပေါ့အတွဲ point 7တို့လေးပြည့်လက်နဲ့ဒါ45ထိုင်လေးပြည့်လက်နဲ့ point 5လေးပြည့်လက်နဲ့ပြစ်ချလို့ရတယ်လေးပြည့်တနက်နဲ့ပြစ်ချလို့ရတယ်ဆိုတဲ့ဟာလည်းရှင်းပြခဲ့တယ်ဒီနေ့လည်းကျွန်တော်တို့အဲလက်ရှိကနဦးစုံငန်းတရှိရတော့ကတော့ဒါ point 5နဲ့ပြစ်ချလိုက်တဲ့အတွက်ဒါ jet fighter တစ်စီးပြက်ကြသွားတယ်လို့ကနဦးတင်ရရှိထားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပထမသတင်းထွက်လာတော့ကျွန်တော်ရှက်ဝမ်းတာတီ jet fighter မျိုးစားလို့သိထားရပေါ့နော်တကယ်တမ်း ဟိုတိတိကျကျဆိုရင်ခုနရဝမ်းတာတီလာ FTC 2000ကြီလာနောက်တစ်ခုက KA လေလာဆိုတော့တေချာအောင်ထပ်ပြီးတော့စုံစမ်းတာတွေရှိတယ်။အဲနောက်တစ်ခုကဘယ်လေးလဲစကန်ထောင်တာကြောက်ပြောတယ်။တရားဥပဒေလေးစကန်ကလာနောက်မိထီလာလေးချောင်းတက်တဲ့လေးတဲ့စကန်လာဒါမျိုးတွေကိုစိတ်ဆက်တေချာပြီးမှသာဒါနောက်ထပ်ပြီးတော့ဟိုတရင်ကောင်းတွေထပ်ပြောပြပြီပေါ့နော်။ဟုတ်ဟိုဒီလိုလေးပြတ်ကြတဲ့တရင်ကြတော့ကျွန်တော်တို့ ြည်သူတွေကလည်းပျော်တာပေါ့အားရဝမ်းသာတာပေါ့ကိုယ့်ရဲ့ပိုင်းအတွင်းမှာပဲဘူးကဒါမွန်ပြည်နယ်နဲ့ကေပီနယ်အဆက်မှာရှိတဲ့ကျိုင်နီရောနဲ့ဒါကော့ဂရိတ်မြို့နယ်အဆက်မှာရှိတဲ့ကျွန်တော်တို့ပန်ရက်ပန်ရက်ပန်ရက်ကျေးရွာနေအိမ်နဲ့စတဲ့အကြောင်းကိုဒီကြောင်တိုက်ခိုက်မှုလုပ်ခဲ့လို့ကလေးငယ်တအူးပါဝင်ပြည်သူ၄ဦးသေဆုံးခဲ့တယ်နောက်တစ်ခုက35ဦးဒဏ်ရာရရှိခဲ့တယ်ပေါ့နော်အဲဒီလေကြောင်တိုက်ခိုက်မှုကိုလည်းဒါဟိုစုံစမ်းသိရှိပြီးတလောက်ကတော့ကျွန်တော်တို့ဒလန်ရဲ့သတင်းပေးပို့မှုလို့ ယူဆကြရတယ်ပေါ့နော်အဲ့တလန်လေဘလို့စိတ်တက်လေရှင်းပြပြပေါ့ဟောအဲ့ဒါနဲ့ပတ်သက်လို့ပြောပြရရင်ဆိုရဒီပြည်သူလူထုလဲဒါဟိုရှင်းရှင်းလင်းလင်းပေါ့နော်အဓိကကတော့ကျွန်တော်ပြည်တွင်းကပြည်သူလူထုပေါ့နော်ပြည်ပြည်တွင်းကပြည်သူလူထုအနေနဲ့ရှင်းရှင်းလင်းလင်းသိနေကြတယ်အဲ့ဒီဟာကဒလန်ရဲ့တည်င်းပေးဖို့မှုလဲဒစိတပိုင်းဒစိတစီတာပါတယ်လို့ကျွန်တော်စစ်ကောင်စီမှာခုနောက်ဆုံးဖွဲ့စည်းထားတဲ့ကျွန်တော်တို့ JOC ဆိုတဲ့ Joint Operation Center ပေါ့နော်ပူးပေါင်းစစ်ဆင်ရေးစင်တာတစ်ခုဖြစ်သူတို့က တိုင်းစစ်တာနာကျုံတိုင်းမှာရှိပါတယ်ကျွန်တော်တို့အဲအရှိတောင်တိုင်းစစ်တာနာကျုံဆိုမော်လမြိုင်မှာရှိပါတယ်မြောက်ပိုင်းတိုင်းစစ်တာနာကျုံဆိုရင်ကျွန်တော်မြကြီးနားမှာရှိတယ်အဲအဲ့ဒီလိုပဲအရှိပိုင်းတိုင်းစစ်တာနာကျုံဆိုရင်တောင်ကြီးမှာရှိတယ်အနောက်တောင်တိုင်းစစ်တာနာကျုံဆိုရင်ပတိမှာရှိတယ်ဒီလိုမျိုးပေါ့နော်တိုင်းစစ်တာနာကျုံအခြေဆိုင်ရာမြို့တွေမှာအဲ့တော့ GOC ဆိုတဲ့ယုံငန်းတခန်းအတိုင်းစစ်တာနာကျုံယုံထဲမှာ GOC ယုံငန်းတခန်းပွင့်တာအဲ့ဒီယုံငန်းထဲမှာဘယ်သူတွေထိုင်လဲဆိုတော့စစ်စင်ရေးကြီးပြီဆိုလို့ရှိရင်သူကကစားထမှုထိုင်တယ်ကစားထမှုရဲ့တိုင်းမှုရဲ့ ပြီးလို့ရှိရင်အဲ့ဒီအခန်းထဲမှာဘယ်သူတွေထပ်ပြီးတော့မှထည့်ထားလဲဆိုတော့အမြောက်ကလေစင်အော်ဖီဆာပေါ့နော်သူဒီဆက်ဆံရေးအရာရှိပေါ့အပြင်လေတက်ကလေစင်အော်ဖီဆာရေတက်ကလေစင်အော်ဖီဆာအကုန်လုံးပေါ့နော်တက်ဆိုင်ရလက်ရုံးကတက်တရလေစင်အော်ဖီဆာတွေအကုန်လုံးအဲ့ဒီအခန်းထဲမှာထားထားပြီးတော့မှသူကဘာလုပ်လဲဆိုတော့ကျွန်တော်တို့အခုဒီလူလူလူလှမ်းကြည့်မယ်ဆိုရင်အောက်ကနေလှမ်းကြည့်မယ်ဆိုရင်မတွေ့မြင်နိုင်လောက်တဲ့အနေအထားမျိုးဒီဟိုကဖြစ်တာပေါ့။ तू ကအမြင့်ပေယူထတာပေါ့နော်။တီ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 ငယ်ငယ်လေးပဲတွေ့ရမယ်။ ဗီဒေါလို့ခေါ်တဲ့အရာတစ်ခုနဲ့ပေါ့နော်ဗီဒေါဆိုတာကျွန်တော်တို့ drone နဲ့မတူဘူး drone ကကြတော့ကျွန်တော်တို့ကွင်းပြင်အလွတ်သေးသေးတစ်ခုရှိလို့ရှိရင် तू အောက်ချလိုက်ပြီးတော့မှဒီ remote နဲ့ဟိုလှုပ်လိုက်တာနဲ့မောင်းလိုက်တာနဲ့ तू drone ကအပေါ်တက်သွားတယ်တက်သွားပြီးကိုလွတ်ချင်တဲ့အမြင့်ပေကိုရောက်တဲ့အခါကျမှ तू ကအဲဒါလိုက်ရှင်တန်းပြီးတော့မှပြန်တန်းသွားတာပေါ့နော်အဲ့လိုမဟုတ်သူကဗီဒေါကြတော့သူကကွင်းမြင်ကြဲကြဲတခုမှချပြီးတော့မှသူကအရင်ဆုံးသူကကွင်းကိုပတ်ကွင်းကိုပတ်ပြီးမှသူအပတ်ကြီးပြည့်ပြီဆိုတဲ့အခါကျမှသူကတက်တယ်ပြီးတော့ဒီကောင်က အဲ့နေကုန်ထားလို့ရတယ်ရုရှားကနေပြီးတာမှသူကဟိုရုရှားနည်းပညာနဲ့ထိုးလုပ်ပြီးတော့မှပြေးပို့ထတာဖြစ်တယ်ပေါ့နော်အဲ့ကောင်ကသူကဓာတ်စီထည့်ပြီးတော့တုံးလို့ရတယ်စနစ်လဲပါတယ်ပေါ့သူကအဲ့ဒါနဲ့ကျွန်တော်တို့ online တက်ပွဲတွေထိန်းချုပ်ထားတဲ့နေမြေတွေမှာလူစုလူဝေးရှိတဲ့နေရာတွေကိုသူကလိုက်ပြီးတော့ကြည့်တယ်ဒါကြောင့်မလို့ကျွန်တော်မင်္ဂလာဆောင်နေဘုံကျဲခံရတာတို့အလူတွေပေါ့နော်ဒါကိုအစေးဝါတို့ဆိုတခါအလူအလူသွားကအလူကိုသွားကနီးလေးကြမှာဟိုမှာအလူကိုလာပြီးတော့မှကျဲဝါတာပေါ့နော်ဒီဟာတွေပေါ့အဲ့ဒီဟာတွေကိုသူက လိုက်ပြီးတော့မှလူစုလူဝေးရှိတဲ့ဟာကိုနေ့လည်းပဲဆိုရင်တော့ပေါ်ပေါ်တင်တင်မြင်ရတာပေါ့နော်လူစုလူဝေးလုံးနေတဲ့ပေါ်ပေါ်တင်တင်မြင်ရတယ်ညဘက်ဒီ night flashing ပါတဲ့ဒီ video လည်းရှိတယ်ညဘက်မှာအဲ့ကောင်ကိုတွတ်တင်တယ်တွတ်တင်ပြီးတော့သူကတ냐လုံးလေပေါ်မှာသူ့ရဲ့တိုက်ခိုက်လို့တဲ့နေရာမှာသူကလိုက်ပြီးတော့မှကြည့်တယ်ကြည့်ပြီးတော့မှသူကဟိုညဘက်ဆိုလို့ရှိရင်တော့လူကိုဖြူဖြူလေးလိုက်ရိုင်းတယ်နော်ပြည်တွင်းစစ်ကိုဒါနိုင်ငံတကာနဲ့စစ်ဖြစ်နေတယ်လို့လုံနေတာသူကလှောက်ရှားမှုကိုမြင်ရတယ်အဲ့ဒါသူကလူစုလူဝေးညားလာပြီဆိုတဲ့အခါကျလို့ရှိရင် သူကဒါကိုသူကအရင်ဆုံးတုံးတက်တယ်ပေါ့နော်ရန်သူလို့ယူဆတယ်ဆိုလို့ရှိရင်အဲသူကပြည်သူတော့ပါတော့မခွဲတော့ဘူးဒါကသူသူဝေးလုံနေတယ်ဒါရန်သူပဲငါတို့ပြည်ရမယ်လို့ယူဆလို့ရှိရင်သူကမလုပ်လေသူကဘေးဘေးမှာရှိတဲ့အမြောက်ကစစ်ဘိုးတခါရဲမေးတယ်ဘေးအမြောက်နဲ့ပြစ်လို့ရလားအဲ့နေရာကိုအရှင်မပြေဘူးအကွာဝေးဝေးတယ်ပေါ့နော်မြေပေါ်ညွှန်းကြည့်ပြီးတော့မှသူကအဲ့ဒီဟာကိုအဲ့ဒီဗီဒေါကသွားနေတယ် ရုပ်ပုံမှရုပ်တံမှန်သမျှကိုသူကအခန်းထဲမှာတခါလေး projector နဲ့ထိုးပြီးတော့မှထိုင်ကြည့်နေတာပေါ့နော်စစ်စင်ရေးခန်းမှာလည်းထိုင်ကြည့်နေတယ်အဲ့ဒါလေကျွန်တော်ပြည်သူလူထုနဲ့အများကြီးတတိထားရမှာပေါ့နော်ထိုင်ကြည့်နေပြီးတော့အမြောက်ကိုမေးတယ်မင်းပြစ်လို့ရလားရတယ်ဆိုလို့ရှိရင်သူကအမြောက်နဲ့လှမ်းပြစ်တယ်ဒါမှမဟုတ် drone drone ကအရာရှိကိုမေးတယ် drone နဲ့လုတ်လို့ရလားဆိုရင် drone နဲ့လုတ်လို့ရတယ်ဆိုရင်သူကကာမီကာဇဲပေါ့ suicide drone ထုတ်ပြီးတော့မှလုတ်တာမျိုးရှိတယ်ဒါမှမဟုတ်လေရင်နဲ့ပြစ်ရမှာသူကသူ ပြင်းမအမျိုးသားခွဲပြီးတော့မှရေတက်ကပြည့်ရမလားဆိုတဲ့ဟာကိုလုံနေတာဖြစ်တယ်တော့ကျွန်တော်တို့ပြည်တွင်းကပြည်သူလူထုအနေနဲ့လူစုလူဝေးပြုလုပ်ခြင်းကိုဒီချိန်မှာခြောင်ခြားနေတယ်ပေါ့နော်နေရောညရောဒါတော့စစ်ကောင်စီထိန်းချုပ်နေပြီဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ဒါလွတ်လွတ်လပ်လပ်ပေါ့နော်ဒါအလူပဲဖြစ်ဖြစ်တာရေးပဲဖြစ်နာရေးပဲဖြစ်ဖြစ်တစ်ခုခုအစည်းအဝေးပဲဖြစ်ဖြစ်ဒါမျိုးဆိုလို့ရှိရင်တော့ဒါစစ်ကောင်စီနေပြည်မှာဆိုတော့စစ်ကောင်စီထိန်းချုပ်နေပြည်မှာဆိုရင်တော့လုံးလို့ရတယ်ကျွန်တော်တော်လိုင်းတက်ဖွဲ့ထိန်းချုပ်နေပြည်မှာလူစုလူဝေးပြုလုပ်ခြင်းကို ဒီချိန်မှာအင်မတန်ရှောင်ရှားတင်နေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့မင်္ဂလာဆောင်နေအခုစာတင်ကျောင်းနေပါဒီအဲ့လိုမျိုးလူစုလူဝေးကိုသူကပြည်သူတော် PDF တော့ပါတော့တော်တိုင်းတက်ဖွဲ့တော့မခွဲခြားပဲနဲ့သူကလူစုလူဝေးလုပ်တဲ့နေရာကိုပြင်မှန်တစ်ခုဖြစ်ထားပြီးတော့စစ်စင်ရေးပြုလုပ်နိုင်ဖို့အတွက်သူတို့မှာ JOC ဆိုတဲ့အခန်းဖွဲ့ပြီးတော့မှတိုင်ပင်ပြီးတော့အလုပ်လုပ်နေတယ်ဆိုတာလေဒါကျွန်တော်တစ်ခါလေးပြည်သူလူထုကိုရှင်းပြခြင်းနေပေါ့နော် တော်တော်မယိုင်းနဲ့တော့လေတက်ကားကောင်လေးကလေးသူငယ်တော့ပြည်သူတော့နော်အဖိုးဖွားတွေတော့မစင်စားဘူးသူတို့မှာမိသားစုမရှိဘူးလားကျွန်တော်မေးချင်တာသူတို့မှာရောသားသမီးမရှိဘူးလားဘာကြောင့်ကိုချင်းမစာနာတတ်တာလဲအဲ့တော့ကျွန်တော်တို့တွေမကြခင်အဓိကလှုပ်ဆောင်ရမယ့်အကြောင်းအရာတွေကဒီလေတက်ကအကောင်တွေမတွေ့တွေ့တဲ့နေရာမှာဆော်နော်လေတက်ကိုလည်းဤအမျိုးမျိုးနဲ့ကျွန်တော်တို့တွေချင်းချောက်ကြမယ်လို့ဒါတိုက်တွန်းခြင်းပါတယ်ဗျဒီဗီဒီယိုလေးကတော့မအားလာဘက်ကအဘသားတယောက် ြောထားတယ်သူတို့ဆက်ခွေးတက်ထဲမှာတိုက်ချင်ခိုက်ချင်စိတ်မရှိတော့ဘူးဆက်သားစိတ်မရှိတော့ဘူးစိတ်တက်တွေပြက်ပြားပြီးတက်ပြက်နေတဲ့အကြောင်းလေးသူတို့တွေကိုယ်တိုင်ဖော်ထားတာလေးကိုကျွန်တော်အတူတူကြည့်ကြည့်မယ်ဗျာတော်တော်တော့နောက်ပိုင်းပြောခဲ့တယ်ပေါ့နော်အေးတော်တော်တော့နောက်ပိုင်းပြောခဲ့တယ်ပေါ့နော်ပြောရင်ဆက်စီပါလေသူတို့တကားဆိုပြောတော့ဟွပြောပြီးပြေစက်သားတွေကစက်သားစိတ်မရှိတော့စက်သားစိတ်မရှိအောင်လေပုံစံနဲ့တွေးနေကြတယ် ကြားရင်တော့ဟုတ်အခုအဲဝေးနေတဲ့ကချင်မာလေးဖြစ်တယ်ကချင်မာလေးဖြစ်တယ်ကုံသေးတာပဲကြာသေးရှင်ရှင်းရှင်းနေဟွအဲ့နေလို့ internet live ကိုပြေးကြည့်လားအဲ့စသားတွေအကုန်လုံးသူများမြို့ပေါ်မှာဗျာကိုရွှေမြို့ဥနေရာတွေရှိပြီးတော့သူတို့တွေစစ်တိုက်နေတာလကားဖြစ်သွားတယ်ဆိုရဲတိတိဝင်လာရင်ဟွစက်အောင်နော်ဒီကလာကြီးမှာဗျာဒီလိုစစ်စစ်တွေဖြစ်နေတာဗျာဟွ ်လုံးတင်တော့လုံးနေကြ။ဘွဲကြိုက်မောင်လေ။သူကခုချင်းစံတရားလည်းမရှိတော့ဘူး။စစ်သားစိတ်လည်းမရှိတော့ဘူး။စစ်သားတယောက်ကစစ်တိုက်ဖို့မှာစစ်တိုက်တဲ့သူရဲ့ဒုက္ခစစ်တိုက်တဲ့စစ်သားရဲ့ခံစားချက်ကိုနားလည်လူဆိုတာအချက်လို့ပါတယ်လက်သေးစိတ်မှလက်ထိတ်မှလက်သေးစိတ်မှလက်ထိတ်နေတာမဟုတ်ဘူးနော်လက်သေးလေးကိုစိတ်မိရတယ်တပေါ်လုံးနားရတဲ့လူမျိုးလေးနော်စကားစိတ်လည်းမရှိတော့ဘူးခေတ်မှဝင်ကြလည်းမရှိတော့ဘူးအင်းအားမရှိတော့ဘူးโอเค ်ဘယ်အချိန်မှဘာပလန်နဲ့လုပ်မှာဘယ်အချိန်မှစတိုင်မှာဟိုကချင်းအမော်လေးတွေလည်းကြားသွားလို့ကြားဆက်သွယ်လည်းမရကုန်းလမ်းရေလမ်းကိုပိတ်ထားပြီးတော့နော်စာခါနဲ့စတဲ့ပဲကျွန်တော်ရခိုင်တိုင်းထဲကြီးရောက်နေပြီလေတိုင်းအောင်ပါကိုပိတ်မိနော်ကျန်တာကောင်းမပြောချင်ဘူးစိတ်ကမကောင်းနော်တ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 ော်ဒီလောက်ပဲပြောတော့ကျန်တာအေးဆက်ပြောရင်မင်းလည်းအန်နေပြားတယ်တော့ချက်စော်ဘောအောင်တော့လိုက်သွားရမယ် သူတို့ရဲ့သူတို့ရဲ့သူတို့ရဲ့အောက်ခြေမှာဒီလိုမျိုးပြောရတဲ့ကောင်ရှားတယ်နော်ပြောရင်လည်းဆွဲစီးမှာပဲโอเคညီနောင်ဂယုဆိုင်အခုချိန်ရှိရောရှိသေးရလားမသိပါဘူးဗျာဗီဒီယိုကအကြည့်ရတာအဟောင်းနဲ့တူတယ်โอเคကျေးဇူးတင်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းတော်လန်နေသက်လေးပါလို့ဆူတောင်းရင်းနဲ့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့